ိုဒီနေ့တုန်းကကျွန်တော်စာပေဟောပြောပွဲတစ်ခုကိုကျွန်တော်နားထောင်လိုက်တယ်။နားထောင်လိုက်တော့အဲ့ဒီအထင်မှာဆရာကြီးတယောက်ကဘာပြောထားလဲဆိုတော့တကားတွေအကုန်လုံးခောက်ပြီးပြီလားဆိုတဲ့စကားလေးကိုကျွန်တော်ကြားလိုက်ပါတယ်။ကြားလိုက်တဲ့အချိန်မှာကျွန်တော်တို့စဉ်းစားစရာတွေအများကြီးပေါ်လာပါတယ်။အဲ့တော့ကျွန်တော်စဉ်းစားလိုက်မိတာတွေကျွန်တော်တွေးလိုက်မိတာတွေကိုအခုဒီဗီဒီယိုကြည့်နေတဲ့သတို့လူငယ်တွေမိတ်ဆွေတွေကိုကျွန်တော်မျှဝေပါမယ်။အဲ့တော့ဆရာကြီးကဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့က လိုက်ပြီးတော့မှခောက်တဲ့တကားတွေသာလင်းနဲ့ကို့အတွက်ပွင့်လာလိမ့်မယ်အဲ့တော့ကို့ရဲ့တောင်းနေဘာလို့ရမှာလဲဆိုတော့တကားတွေလိုက်ပြီးတော့မှခောက်ရမယ့်တောင်းမယ်အဲ့တော့လူတော်တော်များများသည်เนาะအလုတ်တွေလှုပ်ကြည့်လိုက်တယ်အဲ့တော့အလုတ်လှုပ်ကြည့်လိုက်တဲ့ခါမှာအဲ့အလုတ်ကအဆင်မပြေဘူးเนาะအဆင်မပြေတော့ဘာဖြစ်လဲဆိုတော့ limiting belief လို့ခေါ်တဲ့ကိုကိုကိုကန့်တတ်တဲ့အတွေးတွေပေါ်လာတယ်နောက်ထပ်တခြားဟာတွေလုပ်ရင်ဖြစ်မှာဖြစ်ပါမလားလုတ်ကြည့်လိုက်တဲ့ထက်ပြီးတော့မှမဖြစ်ဘူးမဖြစ်တော့ဘာဖြစ်လဲဆိုတော့စိတ်ညစ်လာတယ်ဟာငါဘာလုပ်လို့ မဖြစ်တော့ပါဘူးကွာဆိုပြီးတော့မှကျွန်တော်တို့နေလိုက်မိပါလိမ့်မယ်အဲ့ဒါဟာဒီကျွန်တော်တို့မှားပါတယ်အဲ့တော့ကျွန်တော်တို့ကဒီတစ်ခုလှုပ်ကြည့်ရင်အဆင်မပြေဘူးနောက်တစ်ခုဆက်လှုပ်ဖို့လိုတယ်နောက်တစ်ခုအဆင်မပြေဘူးဆိုလို့ရှိရင်လည်းနောက်တစ်ခုထပ်ပြီးတော့မှစူးစမ်းဖို့လိုတယ် means ပါလဲဆိုတော့ကျွန်တော်တို့ကတကားတွေလိုက်ပြီးတော့မှခောက်နေတာပါအဲ့တော့ဘယ်တကားကကိုယ့်အတွက်ပွင့်လာမယ်ဆိုတာကိုကျွန်တော်တို့မသိပါဘူးအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းအခုမခောက်ရသေးတဲ့တကားတွေအများကြီးရှိတယ် เนาะအဲ့တော့ဒီစကားလေးကြားလိုက်တဲ့အချိန်မှာကျွန်တော်မလုပ်တော့ပါလဲဆိုတော့ဒီကတော့ကျွန်တော်အဲ့တကားတွေကိုလိုက်ပြီးတော့မှခေါက်တော့မှာအဲ့တော့အခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေတွေဒီလေကိုမခေါက်ရသေးတဲ့တကားတွေကပါရည်လေအဲ့တော့အဲ့ဒီမခေါက်ရသေးတဲ့တကားတွေကိုကျွန်တော်တို့လိုက်ပြီးတော့မှခေါက်ကြည့်ပါအဲ့တော့မှန်ကန်တဲ့တကားဒီကိုခေါက်လိုက်တဲ့အချိန်မှာကိုအထွတ်ပွင့်လာပြီဆိုလို့ရှိရင်တော့ကိုဘွားမှာအောင်မြင်မှုတွေတိုးတက်ကြီးပွားချမ်းသာမှုတွေကျွန်တော်တို့ရပါလိမ့်မယ်ပိုင်ဆိုင်ပါလိမ့်မယ်အဲ့တော့ကိုရဲ့တောင်းပြီးတကားခေါက်ပါ အဲ့တော့ခရီးဝေကြည့်နေလူငယ်တွေမိတ်ဆွေတွေရောကိုကြောက်လို့เนาะကိုကြောက်လို့မဖြစ်နိုင်ဘူးလို့ထင်လို့ကိုကိုကိုယုံကြည်မှုမရှိလို့မခောက်ဖြစ်ခဲ့တဲ့တကားတွေဘယ်နှခုလောက်ရှိနေပြီလဲအဲ့တကားတွေကိုဒီနေ့ရဆပြီးတော့မှပြန်ပြီးတော့မှခောက်ကြည့်ပါဒီကြောင်းတွေကနေပြီးတော့မှခရီးဝေကြည့်နေတဲ့ကြောင့်လူငယ်တွေမိတ်ဆွေတွေအကျိုးရစုံတွေရလာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုရဲ့ကျိုးရစုံတွေရတဲ့ solution တော့ကိုမမထုံးပြန်တိုင်းပဲ yes ပြေးပြပါဦးဒီဗီဒီယိုစုပ်ထည့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါ 原来是当地的皮包人。